1948ခုနှစ်ဇူလိုင်လ19ရက်နေ့မှာဘုရုံဆန်းအပါဝင်အာဇာနည်ကိုဦးဟာဝင်းကြီးများရုံမှာပုံမှန်ကက်ဘိနက်အစည်းအဝေးလုပ်နေတော့ဘလုံးစောနဲ့လူတစုရဲ့လှုပ်ကြံခြင်းကိုခံခဲ့ရတယ်။ဘုရုံဆန်းကဒီလိုအခြေအနေတွေဖြစ်လာနိုင်တယ်ဆိုတာကြိုတင်တွက်ဆမိခဲ့ပေမဲ့ပန်းနိုင်တစ်ခုတည်းစီကိုတွားနေကြတဲ့လမ်းချင်းအတူတူတွားနေကြတဲ့လူချင်းချင်းဒါမျိုးတော့မလုံနိုင်တော့ပါဘူးဆိုပြီးဂလုံးဥစောပေါ်မှာယုံကြည်မိခဲ့တယ်။ဖြစ်လာတဲ့အကျိုးဆက်ကတော့ လုံးဝမကောင်းခဲ့ပါဘူးဆိုတော့ဒီဗီဒီယိုမှာဗိုလ်ချုပ်တို့ကိုမလုံးကြံခင်ရှစ်တရက်ဇူလိုင်လ18ရက်နေ့မှာအချင်းနေကြီးကဘလို့ဖြစ်နေလဲဥစောကရောဒီတမိုင်းဝင် လုံးကြံမှုကြီးအတွက်ဘာတွေပြင်ဆင်နေလဲစတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဓိကကတော့ဒီလုံးကြံမှုကိုကိုရိုင်းကိုကြပါဝင်ခဲ့ပြီးနောက်ပိုင်းမှာဒီလုံးကြံမှုကိုအဓိက ဖော်ထုတ်ခဲ့တဲ့ဖော်ကောင်ဘာညွန့်ရဲ့ပြောစကားတွေကိုကိုကာပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ဆရာတန်းဝင်းလာရေးသားတဲ့ Glow So ဤနောက်ဆုံးနေများဆိုတဲ့စာအုပ်ထဲကဖော်ကောင်ဘန်းညွန့်ရဲ့ပြောစကားတွေအများဆိုရင်1948ခုဇူလိုင်လ18ရက်လောက်ချံမြင့်မတိုင်ခင်တရက်အလိုနေ့ည9နာရီလောက်မှာဦးစောဟာကျွန်တော်တို့လူယုံလူရင်းများပျော်ရှင်စွာစားတောက်ပြီးနောက်သူ့အိမ်ရဲ့အထူးခန်းတစ်ခုအတွင်းသို့ခေါ်ဆောင်သွားပါတယ်။အဲ့ဒီမှာအလွန်အရေးကြီးဆုံးသောလှုပ်ဝက်အစီအွေကြီးတစ်ရက်ကိုကျင်းပတာပါပဲ။ အချိန်ဟာည၈နာရီခွဲတက်တာရှိပါပြီကျွန်တော်အခုထိမြင်အောင်နေပါသေးတယ်ဦးစောဟာအဲ့ဒီအစည်းအဝေးမှာရုပ်ရှင်တွေကတကယ့်အမေရိကန်လူစုခိုင်းကောင်းဆောင်ကြီးမျိုးရဲ့ဟန်မူယာရီနဲ့လက်ဖြန်လုံးမဲ့လှုပ်ကြံမှုကြီးကိုဘာကြောင့်စီစဉ်ရသည်အကျေတွင်ဒေါနဲ့မောင်းနဲ့ပြောပြပါတယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတဲ့အတိမပြုတ်မီအင်္ဂလိပ်အစိုးရကအာဏာလွှဲပြောင်းမယူမီအချိန်မီ ကြိုတင်စီစဉ်ရဖို့နိုင်ငံရေးအကြောင်းပြချက်တွေလည်းပါတဲ့အပြင်ပုဂ္ဂိုလ်ရေးအကြောင်းပြချက်ဖြစ်တဲ့သူအားပြည့်သက်ရန်ကြံခဲ့ကြပုံတွေကိုနာကြီးစွာပြောပြပါသေးတယ်။နောက်ဆုံးအနည်းဆုံးအကြောင်းပြချက်ကတော့အခုမနက်ဖြန်နောက်ဆုံးစည်ရင်ရှင်းပွဲမလုပ်ရင်သူဟာမုတ်ချအဖမ်းခံရတော့မှာဖြစ်ကြောင်းလက်ဦးခံရတော့မှာဖြစ်ကြောင်းဒါကြောင့်ဘာပဲဖြစ်ဖြစ်ကျုပ်တို့ကလက်ဦးရလိမ့်မည်ဖြစ်ကြောင်းနဲ့သူ့ရဲ့ဒုံဒုံချတန်တိတ်ထံကို ဖွင့်ဟပြောပြပါဗျ။ဒီကိစ္စဟာ special matter အထူးကိစ္စလို့ထပ်ကထပ်ကပြောပြပါဗျ။အဲ့ဒီအခါမှာကျွန်တော်တို့ရဲ့သဘောထားဆန္ဒကိုဘာတစ်ခုမှ မေးမြန်းခံယူခြင်းမရှိတော့ပဲတစ်ချက်လိုအမိန်ပေးတာပါပဲ။ကျွန်တော်စိတ်ထဲမှာတမျိုးကြီးခံစားသွားရပါတယ်။နိုင်ငံရေးမဆန်တော့ပဲလူစုကန်းကြီးတခိုင်းရဲ့ထိတ်သီးခေါင်းဆောင်ကလက်အောက်ခံခိုင်းသမားတွေကိုတင်မိတ်ရှင်မိတ်ပေးတာပါပဲ။ညင်းလိုက်ရင်လည်းမုတ်ချဒုက္ခရောက်ရတော့မှာပါပဲ။ အဲ့ဒီမှာခေါင်းဆောင်ကြီးများကိုပြစ်ခတ်ရမယ်လူတွေထဲမှာကျွန်တော်ကိုပါတခါတည်းရွေးထားပါတယ်အဲ့ဒီအရင်ဇူလိုင်လ12ရက်စနေနေ့ကက်ဘိနက်အစည်းအဝေးမှာလုံခြံဘူးစီစဉ်ခဲ့ရမှာအခန်းလကားအပိတ်စောပြီးဝင်ကြီးကြီးပြန်သွားတဲ့အတွက်ဘလို့ဖြစ်ခဲ့ဘူးလို့ကိုမုံကြီးနဲ့ကိုစိန်ကြီးကနောက်တော့ကျွန်တော်အားပြန်ပြောပြခဲ့ဘူးပါတယ်ဒါကိုဦးစောကမလို့ရဲလို့သူ့ကိုလိန်တယ်လို့ယူဆတယ်ဒါကြောင့်အခုလုံခြံမှုမှာကျွန်တော်ကိုထယ်သွင်းတောင်းရင်ပေးခြင်း ဖြစ်ပါတယ်။ဒီတာဝန်ကရှောင်လွဲဖို့ကျွန်တော်ချက်ချင်းအကြံယူရတယ်။ဒါနဲ့ဥဆိုးကိုခေါင်းဆောင်ကြီးခမညာကျွန်တော်တခုပြောပြရစီကျွန်တော်ဟာအခုပေးတဲ့တာဝန်ကိုထမ်းရွက်ရဲပါတယ်။ထမ်းရွက်ပါမယ်။ဒါပေမဲ့ဝင်းကြီးများအစည်းအဝေးအခမ်းအနီးမှာမောင်မောင်ဆိုးဆိုတဲ့ကျွန်တော်ရဲ့ငယ်တငယ်ချင်းဟာနိုင်ငံကြီးအတွင်းဝင်အဖြစ်နဲ့သူ့ရုံးခန်းမှာရှိပါတယ်။သူကကျွန်တော်ကိုချက်ချင်းမြင်မြင်ချင်းတိနိုင်မဲ့လူပါ တိသွားရင်အကျန်အစီကြီးတစ်ခုလုံးပြပြသွားပါလိမ့်မယ်လို့ကျွန်တော်တင်ပြလိုက်ပါတယ်။ထောကဥသောကပြန်လဲစဉ်းစားပြီးချက်ချင်းပင်လူသစ်လဲကကျွန်တော်အားလွတ်တော်ဥက္ကဋ္ဌသခင်နုပြစ်တဲ့ရန်တာဝန်ပြောင်းပေးခဲ့ပါတယ်။ထို့နောက်ဥသောကပြစ်ခတ်ရေးအစီအစဉ်တွေကို ချနှတ်ပေးပါတယ်။ဝင်းကြီးများအစီအဝေးခန်းထဲကို၄ရက်ဝင်ရမယ်။အမှတ်၁နဲ့အမှတ်၂နှစ်ဦးကဘိုးကျောင်းအဆန်းကိုမဲပြီး စုံပြစ်ရမယ်။ကြံတဲ့အမှတ်3နဲ့အမှတ်4ကအခြားဝန်ကြီးတွေကိုပြစ်ခတ်ရမယ်လို့အမိန့်ပေးတယ်။အဲဒီလိုအမိန့်ပေးပြီးနောက်ဦးစောဟာ အတန်ငယ်စဉ်းစားသလိုလုပ်ပြီးမင်းတို့တခင်မြားနဲ့အတွင်းဝင်ဥရွှေဘောကိုမမှန်အောင်ဒုမဟုတ်တနည်းနည်းနဲ့လွတ်သွားအောင်မလုပ်နိုင်ဘူးလား။တခင်မြားဟာတို့တာယာဝရီအုပ်ဖို့နဲ့မကင်းသူလည်းဖြစ်တယ်။ပြီးတော့အင်မတန်နိုင်ငံရေးတိုက်ခါကြီးတဲ့ခေါင်းဆောင်တဦးလည်းဖြစ်နေပါတယ်။ဟုတ်ပြောလိုက်တယ် အဲဒီအခါကြံတဲ့လူများကငြိမ်နေပြီးနှစ်ယောက်ကသာမိနစ်ပိုင်းအတွင်းမှာပြီးအောင်လုပ်ရမယ့်ကိစ္စကြီးမှာကျွန်တော်တို့ဘလို့ခွဲခြားပြီးလွတ်အောင်ဖြစ်နိုင်မှမလဲလို့ပြန်ပြောပါတယ်။ဒေဂါဦးစောဟာဘာမှပြန်မပြောဘဲငေးကြည့်နေပြီးအခြားကိစ္စအစီအစဉ်ကိုဆက်ပြောပါတယ်။ကျွန်တော်ဝမ်းထဲမှာကြိတ်ပြီးယုံကြည်နေတာကတော့ဒီကိစ္စကြီးဟာဘယ်နည်းနဲ့မှအောင်မြင်မှာမဟုတ်ဘူးလို့မျှော်လင့်ထားတယ်။နေရာကလည်းအတွင်းဝင်ယုံကြည်အတွင်းမှာဖြစ်နေတယ်။ ဦးစောကလည်းခေါင်းဆောင်ကြီးများကိုအခြားနေရာမှာမပစ်လို့ဘူးတဲ့။ဂျာစာပလင်ဘော်ကမှပစ်ချခြင်းလေလို့ပြောထားပါဗျ။ဒါပေမဲ့ဒီကိစ္စကြီးဟာအောင်မြင်သွားတယ်ဗျာ။ကျွန်တော်တာဝန်အရသခင်နုထံသွားတော့လဲကျွန်တော်တို့ကံကောင်းတာကသူ့ကိုမတွေ့ခဲ့ရဘူး။အယ်ပက်ကာအင်ဂျီအနက်ဝတ်ထားတဲ့ဥကြုံမြင်ကလေးကိုသာ တွေ့ခဲ့ရတယ်။တွေ့ရင်လည်းသခင်နုဟာကျွန်တော်တို့1936ခုတပိတ်ခေါင်းဆောင်ဖြစ်ခဲ့လို့ တွေ့ရင်တော့ပြစ်သက်ရက်ဖို့လွယ်မယ်မထင်ပါဘူး။နောက်ပိုင်းမှာတော့ကျွန်တော်အကြောင်းသိပြီးဖြစ်တဲ့အတိုင်းတကယ်နိုင်ငံရေးတံဝေကနဲ့နိုင်ငံရေးအသည့်နဲ့ဖြောင့်ချက်ပေးခဲ့တာပါပဲ။လောဘတူဖြစ်သူ ကိုဒုက္ခကိုတော့ဆန္ဒလျောက်ဖြောင့်ချက်ပေးမယ်လို့ကျွန်တော်ပြောခဲ့ပါသေးတယ်။ပြီးတော့လုံးချံမှုပြီးခဲ့တဲ့နောက်နိုင်ပိုင်းအတွင်းမှာပဲဥသောရဲ့ပြောဆိုချက်နှစ်ရက်ဟာကျွန်တော်ရဲ့စိတ်ကိုအကြီးအကျယ်တုံလို့ခြောက်ချသွားစေခဲ့ပါတယ်။ ပထမပြောဆိုချက်ကအိမ်ပြန်ရောက်အောင်ဝဲခံပြီး အဖမ်းမခံရမီနှစ်နာရီအလိုမှာဥသောကကျုပ်ခိုင်းတဲ့လူကအောင်ဆန်းတယောက်ပဲလုပ်ပြဖို့ပါဒါပေမဲ့ကျုပ်ကတခြားဝင်ကြီးတွေကိုပါ အစ်စ်ထည့်ပေးလိုက်တာပါလို့ပြောလိုက်ပါတယ်ဒီစကားကြားလိုက်ရတော့ဟာဒီကိစ္စကြီးဟာ အပပရောဂကြီးနဲ့ပါလားမှားပြီမှားပြီလို့ကျွန်တော်များစွာ ထိခိုက် ၆ချသွားပါသည်